အေရီတိုင်းဖြာပုံမြို့ခြေဆိုင်အမှတ်68ချင်းလင်းတရင်ရဲ့တရင်မှုဖြစ်သူကိုပြီးခဲ့တဲ့ဇွန်လ9ရက်မှာစစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ကဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။တိုင်းမှုအမိန့်လို့သိရတယ်။မူဝင်ဆရာဖကနေလာဖမ်းတာတရိတ်တာမှာတညထားပြီးနာတခကိုပို့လိုက်တယ်လို့စစ်ကောင်စီနဲ့နီးစပ်သူတူကအေရီတိုင်းကိုပြောပါတယ်။တရင်မှုကိုဖမ်းဆီးရမှာမိသားစုဝင်တွေကိုပါခေါ်ဆောင်သွားတယ်လို့သိရပြီး မည်သည့်အမှုနဲ့ဖမ်းဆီးသွားခြင်းကိုတော့မသိရှိရသေးဘူးလို့စစ်တပ်အတိုင်းဝိုင်းစီကသိရပါတယ်။ဖျားပုံခလာရ68မှာစစ်မှုရန်တင်းနှန်းစင်းတွေကိုတပ်သားတစ်ဖြစ်ပို့ဆောင်ရမှာနေစဉ်ထွက်ပြေးသူတွေများလာတာကြောင့်အခုလိုဖမ်းဆီးစစ်ဆေးတာဖြစ်နိုင်တယ်လို့စစ်ကောင်စီနဲ့နှိစက်သူတွေက သုံးသပ်ပြောဆိုပါတယ်။အေရီတိုင်းတွင်မြို့နယ်၅မြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီတပ်သားတွေတေဆုံးထိခိုက်မှုတွေများနေတဲ့အပြင် အရာရှိတွေပါသေဆုံးနေတယ်လို့စီးရဲချက်လက်တွေရသိရပါတယ်။ဒါအပြင်နေစဉ်ထွက်ပြေးနေတဲ့တပ်သားတစ်တွေကြောင့်လည်းတရင်တွေမှာဖိအားတွေများနေတယ်လို့သိရှိရပါတယ်ရှင်။